တံပေါင်းချက်စိုက်ကြီးကိုတကယ်အတုံးကြီးကြီးတကယ်အိုးကြီးချက်ပေါင်းတာပါဒါဝက်ပေါင်းဆိုရင်တကယ်ကိုကျွန်တော်တို့ဟိုငငယ်တုန်းကပြောရတဲ့ဝက်သားတုံးကြီးလက်သီးစုပ်တန်းဆိုတာအကြီးစားမယ့်အစီအစဉ်ပါအော်ပဲစီတန်လေးနဲ့ကြော်ထားတာတဲ့နော်ဖြစ်တဲ့သူတွေအတွက်ကောဘနဲ့အနက်လေးနဲ့အမင်းတော်လေးကိုစားရမယ်ဆိုရင်ဘလောက်အရသာရှိနိုင်မလဲဆိုတာမာလာချိုက်ပါတဲ့မာလာချိုက်ထောက်ခတ်လေးနဲ့ဒီလာပါဖြစ်တဲ့ဒီနေ့တော့ ရန်ကုန်အင်းစင်လမ်းမပေါ်အမှတ်နှစ်ရက်ကွက်ကလာကြောင်အမှတ်တိုင်ကိုရောက်နေပါတယ်ဗျအဲဒီမှာတင်းနေဖွေးပြိပုသမီးတို့ဆိုင်ကိုရောက်နေပါတယ်ဆိုင်လေးကစပီဘူးဆိုပေမဲ့အဲတကယ့်ကိုအူကြီးချက်လက်ရည်လို့ကျွန်တော်တို့တွေ့ရပါတယ်အားပါရနင်းနေကိုအားပါစားမယ့်အစီအစဉ်လေးတွေအဲတိုးစရာညုတ်ပိတောင်းငပိအဲတောင်းငယူတီအဒါဒါဒါပဲစက်တော့စက်တော့စက်တော့ချင်းလေးတွေကောင်းကောင်းစားခြင်းလေဆိုလို့ရှိရင်အဲတင်းနင်းဖွေး street street food sign ကိုဒါရောက်သုံးဆောင်လို့ရပါတယ်ဗျဒါလေးကအမဲမဲသားနှစ်ပါ။ဒရာပေါင်းကျက်စိုက်ကြီးကိုတကယ်အတုံးကြီးကြီးအတုံးကို9000ပဲ။တကယ်အကြီးရှယ်စားမယ့်အစီအစဉ်မှာတကယ်အိုးကြီးချက်ပေါင်းတာပါ။ဝက်ပေါင်းပဲဥပါဗျာ။ဝက်ပေါင်းဆိုရင်တကယ်ကိုကျွန်တော်တို့ငငယ်ငယ်တုန်းကပြောရတဲ့ဝက်သားတုံးကြီးလက်သီးစုပ်တံဆိုတာအကြီးစားမယ့်အစီအစဉ်မှာ အားပါဝက်ချိုကြိုက်တဲ့သူတွေဝက်ပေါင်းကြိုက်တဲ့သူတွေအတွက်ဝတာအကြီးတုံးကြီးကိုစားအားပါစားရမယ်ဆိုင်လေးဖြစ်ပါတယ်ဗျဒါလေးကထူးထူးခြားခြားဝက်တင်းပါဗျဝတာနဲ့တင်းကြီးစီကိုရောချက်ထားတဲ့ဒီနေ့တစ်မျိုးပါအာဒါလေးကစက်မွကြော်လေးပါဒါလေးဆိုလို့ရှိရင်ဒါဝက်နဲ့ရိုးပဲဟင်းအဝဏ်ရူပရင်ပရင်ကိုဝဏ်ရူနဲ့ကြိုက်တဲ့သူအတွက်ဆိုရင်ဝဏ်ရူပရင်ကောင်းကောင်းစားပဲ။အဲဒါလေးဆိုရင်စိတ်သားကြော်ပါ။စိတ်သားကြော်ပါ။ဒါလေးကတော့စိတ်သားနှက်ပါဗျ။ စိတ်သားနဲ့ပါဒါလေးဆိုလို့ရှိရင်ဒါကစိတ်သားပါဘဲဦးဒါကြက်မြစ်ကြက်သေးပါဗျအဲကြက်ကြက်မြစ်ကြက်သေးကကြက်အသေးကြီးပဲစားစင်လဲရတယ်အမြစ်ကြီးပဲစားစင်လဲရပါတယ်တဲ့နော်ဟုတ်ကဲ့အဘဲဦးချင်းလေးပါအိုးလေးတွေကိုတက်တက်ကြီးရချက်ထားတာကြာဆိုင်လေးရပြီးဘူးဆိုရယ်ပဲဒါလေးကအမဲသားပါဒါလေးကဝက်သားကြော်ပါတဲ့ဒီမှာဒါလေးကကြက်သားကြော်ပါတဲ့ဒါလေးကပဲတုပ်ပါဒါပဲကြီးပါတုပ်တော့နော်အဲ ော်ဒါလေးကကျက်ဆက်ကျော်ဆက်ကျော်ဝက်ဆက်ကျော်အမဲသားအဲဒါအမဲသားအဆက်ကျော်ပါတဲ့ဟုတ်ပြီဒါလေးကချင်မောင်ကျော်လေးပြချင်မောင်ကျော်လေးကလည်းတော့ဟောဒါလေးကအရန်ဟင်းအနေနဲ့ထည့်ပေးတာပါအရန်ဟင်းကချင်မောင်အပြင်ချင်မောင်ကျော်အပြင်ကိုမြို့သီးကျော်ရပီတော်ရပီတော့ရခိုင်တော်ဆိုလဲဒီမှာတကယ်ကိုသေယူစရာပဲဗျအဲ့ဒီအပြင်ကိုစက်တုံလီဥပလုံးချင်းလေးတွေကိုလဲဒင်းဆိုင်မနဲ့မတူတဲ့ထူးခြားခြားလေး ဲထည့်ပေးတယ်စားလို့ရအောင်စီစီနားတာလည်းသိရပါတယ်ဒါဥတုလုံးချင်းနေသလိုရှိရင်လုံးဝလက်လက်ဆက်ဆက်လေးတက်တက်ရက်လေးစားရမယ်စီစီလေးပါအဲဒီမှာဟင်းလေးကတော့တမန်အဖြစ်စိတ်သားစိတ်သားဆိုရင်စိတ်သားဟင်းနဲ့ပတ်သက်တာအမေသားဟင်းနဲ့ပတ်သက်တာဆို9000ကျန်တာဘင်းဟင်းပဲယူယူ9000ပါဘယ်ဟုဆိုရင်တော့1500ရတဲ့အစိုးပါဘူးရဩဟုတ်ကဲ့ဟုတ်ကဲ့အထမင်းတော့ဘယ်ဆိုရင်အထမင်းနဲ့ ်ပါဘူး။အော်၃တောင်ပါ။အမဲသားဖြစ်လို့ရှိလို့ရှိရင်၃တောင်ပါချင်းအမဲနဲ့။ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ဟုတ်ကဲ့။အရန်လေးကြီးတောက်ကြီးဖြတ်ပေးပါဗျာ။အော်အရန်တောက်လေးဟုတ်ကဲ့ပါ။ဒါပြခမင်းကြော်လေးပါဗျာ။အော်ပဲစီတန်လေးနဲ့ကြော်ထားတာတဲ့နော်ဟုတ်ကဲ့ပါအော်ဟုတ်တယ်ကြွာဒီမှာဗျာဟုတ်ပဲကြိုက်တဲ့သူတွေအတွက်ဟောမနဲ့အနက်လေးနဲ့ခမင်းကြော်လေးကိုစားရမယ်ဆိုရင်ဘလောက်အရသာရှိလိုက်မလဲဆိုတာအမလာချိုက်ပါတဲ့မာသာချိုက်ထောပတ်လေးနဲ့ခမင်းကြော်ကောင်းကောင်း ကြိုက်တဲ့သူတွေကအများအပြစ်ကယူယူစီပဲလေးနဲ့ကြော်တာတဲ့အနှံ့အယသာပြေးတဲ့ဒီဒီထောပက်လေးနဲ့ပူကြော်လို့ရှိလို့ရှိရင်ပူရောင်းရတယ်ပူကြိုက်တယ်ပူစားရတယ်ဆိုတာလေးကိုလည်းစားတဲ့သူတိုင်းသိပါတယ်ပူရတာလည်းသိပါတယ်ဗျအင်းဒါလေးကအရင်လေးထည့်ပေးတာပါတက်မြူတီချင်းလေးရဲ့စက်တွန်ချင်းလေးရဲ့စက်ပြူချင်းလေးဒီတိုင်းမဟုတ်ဘူးလုံးချင်းလေးတွေဗျ ဟုတ်ကဲ့ဒါလေးဒီဆက်သားတပွဲပါစိတ်သားတပွဲဒါလေးနဲ့အဲ့ဆက်ကလေးချက်ထားပြီးတော့ဝင်ရနေလဲစားရတယ်။ညတာကြီးရဲစားလို့ရတယ်။ဒီမျိုးကနေလည်းရောက်တော့သာတော့ကိုမြင်ရလာတာပေါ့နော်။ဒီစားကတော့သာတော့ကိုလိုက်တာပဲ။ဘဲချင်းဘဲချင်းပွင့်တာလဲဗျ။ညာ7နာရီရတယ်7နာရီ7နာရီရပါတယ်။ဒါရတဲ့ဘွဲပါ။ လေးဆိုလည်းမိလပီလေးနဲ့တုံးထားပါတယ်ချက်။မောက်တော်ပေါ့နော်။ဒီချက်မောက်တော်လေးကငါပြောင်းလေးရဲ့စက်ပုံလေးကဒီဆိုင်လေးရဲ့ဟိုပြီးသွားမယ်။အရာစားကောင်းတဲ့ဟာလေးကိုပြောကြတာပေါ့နော်။ပိတ္တကြီးပါဆယ်လေးဝယ်သားပါအောင်မယ်။ဒီဘုတ်ဝင်ကြောပေါ့ပတ်အနေလေးနဲ့ကောင်းကောင်းလေးစားခြင်းနဲ့နောက်ဝက်ပေါင်းချက်ပေါင်းလေးတွေအရသာကောင်းလေးနဲ့စားခြင်းနဲ့ဆိုရင်တင်းနင်းပွေးဒီမျိုးကြော်ဆိုင်လေးရှိပါတယ်ဗျ။တင်းနင်းပွေး street food ဆိုင်ရဲ့ signature အဓိကအဆိုရင် ဓိကဟင်းဆိုရင်ကျွန်တော်တို့ကြက်ပေါင်းနဲ့ဝက်ပေါင်းကိုပြောလို့ရပါတယ်ဗျ။ဒါကြေးကြီးရှုသူသူချင်းတယောက်ချင်းပြည့်တဲ့အားလုံးကိုကျေးဇူးပါနောက်ဘလော့လေးမှာဆက်ဆက်ကြပါမယ်။